။တမနာဒွန်နဲ့ထွန်မကတော့သူဟာနိဗ္ဗာန်ကိုရောက်မဲ့သူလို့မထင်ကြအောင် Air Force 1တမနာစီးတဲ့လေယာဉ်ပေါ်မှာသတင်းတောက်ရဲ့အမေကိုပြန်လည်ဖြေချခဲ့ပါတယ်။သူအနေနဲ့ယူကရိန်းစစ်ပွဲဆုံးသတ်အောင်လုပ်ပေးနိုင်ရင်သူနိုင်ငံကိုတောင်ရောက်သွားနိုင်တယ်လို့လွန်ခဲ့တဲ့သတင်းပတ်အနေနဲ့အတွင်းကပြောဆိုခဲ့တာနဲ့အခုဂါဇာငင်းငင်းရေးရဖို့လှုပ်ဆောင်ပေးတာအတူတူပဲလားဘယ်ဟာကပို့ပြီးသူ့ကိုနိုင်ငံပို့ရောက်စေနိုင်ကြောင်းဖြစ်နိုင်မလဲလို့ You had talked a couple weeks ago you were doing an interview and you talked about how you hope to end the war in Ukraine because it might help you get into heaven How does how does this help Does this help I mean you know I'm being a little cute I don't think there's anything going to get me in heaven okay I really not. I think I think I'm not maybe heaven bound I may be in heaven right now as we fly an Air Force One. I'm not sure I, I'm going to be able to make heaven. ူလှုပ်ထားတဲ့လောက်ရတဲ့အတွက်သူနိဗ္ဗာန်မရောက်နိုင်ဘူးဆိုတာသိနေတဲ့အကြောင်းဂါဇာညီညာရေးသဘောတူညီချက်လက်မှတ်ထိုးဖို့အသွာလမ်းခွလတ်မှာ Air Force 1ပေါ်မှာတမရထွန်းကပြန်လည်ဖြေကြားခဲ့တာပါဒါပေမဲ့အခုတမရစီးတဲ့ Air Force 1နဲ့ခီးသွားနေရတာကိုကသူ့အတွက်နိဗ္ဗာန်ဘုံဖြစ်နေပါပြီလို့တမရထွန်းကအရှုံးဖောက်ပြီးတော့ပြန်လည်ဖြေကြားခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ